အခင်တူပါလေဒါနာရိုကီနဲ့ပဲပြန်လဲပြီးတော့ထဲသွင်းဆော့ကစားခဲ့ရအောင်မြင်တွေ့ရတယ်။ကဲအဲ့တော့နာရိုကီနေနဲ့ဒီချိန်မှာဒါ assessing နေပဲထုတ်မှာလားဒါမှမဟုတ်ပေါ့နော်ဒီ matter alive ပေါ့နော် flexible ဖြစ်အောင်ဒီ utility jungle တွေထုတ်ပြီးတော့ပေါ့နော်ဒီလိုအမှားတလိုင်းမျိုးသွားပြီးဆော့မှာလားတော့ကြည့်ရမယ်လောလောဆယ်တော့ဒါ platin နေနဲ့ကခါလီယာတော့ဘန်းထားပါတယ် okay ခါလီယာလေးတော့စပြီးဘန်းထားတယ် ai e spawn အနေနဲ့ကတော့ဒီအချိန်မှာ utility jungle တွေထုတ်ချင်လို့လာတော့မပြောတတ်ဘူးဒါပေမဲ့ first ban လေးမှာတော့ကျူရှင်လေးတော့စပြီးတော့ပိတ်လိုက်ပြီဗျ ဟုတ်ပါတယ်။ကဲအဲ့တော့ tuition နဲ့ပါလေပိတ်ထားပြီးသွားပြီဆိုတော့ platinum နဲ့အတာ second band မှာဒီပဒံကိုတော့ရွေးချယ်တာပဲပေါ့နော်။ဘာလို့ဆိုတော့ဒီပဒံတို့ဘာလို့ပါဒီ second pick ပေါ့နော်။ဒီလို second pick ရတဲ့ကောင်းလေးအမြဲလို့လို့ပစ်လိုက်ရင်နောက်ပြီးတော့ messy ရဲ့ပဒံကလည်း တော်တော်ကြီးတည်ထားတဲ့နေရာမှာပါတယ်ဟုတ်တယ်အခုချိန်မှာလည်းဒီဗတ်ရမတ်တာပစ်တခုဖြစ်နေရတယ်တချောင်းပေါ့နော်ကဲလောလောဆယ်တော့ဒါ AI eSport ထပ်မံပြီးတော့ဒီ Garou Gacha လေးယူတော့ ban လိုက်ပါတယ်ဒီ combo လေးတွေရွေးပြီးတော့တွဲပြီး ban နေတယ်လို့ပဲอืม Garou Gacha တော့ပါတော့တော့တို့ objective ဗတ်တွေဒီမှာနော် AOG နဲ့ကြလာမအောင်စိုးရင်လို့ပဲ ban တာလားဒါမှမဟုတ်လို့ရှင်သူရဲ့ unbreakable လို့ပါတော့နည်းနည်းလေးဒါ assassin တွေအာယုံနောက်စီလို့ပဲ ban တာလားဒါလေးတစ်ချက်တော့ကြည့်ရမယ်ဆိုတော့ ပလာရင်ဒီချိန်မှာတော့တပ်ပန်းလေးကိုတော့နောက်ထပ် hero တွေကောင်ထပ်မှန်ပြီးဘန်းရမယ်တပ်ပန်းမှာအခုချိန်ဘန်းလို့ရတဲ့ hero တွေကအများကြီးကြံသေးရပြန်နော် join တို့ကြံအောင်မယ်ပြီးလို့ရှိရင် hero တို့ပါလို့လည်းကြံအောင်မယ်ဆိုတော့ ကဲတဖက်က AI e-sport ကို Harry သွားပြီးတော့ပေးမှာလားဒါမှမဟုတ်သူတို့ကိုယ်တိုင်ပဲယူမှာလား Okay Moscow ကို sorry ပါ whatever နော်ဆိုတော့သူတို့ jungle အနေနဲ့ Hayabusa တွေပဲများဒီပွဲထုတ်ဖို့ရှိလားဒါမှမဟုတ် funny ပဲသူတို့ပြန်ကြိုက်ချင်လို့လားဗောနော်အဲ့လိုလဲရှိရဲဒါတစ်ချက်တော့ဆောင်ချင်မှာ Yuri ကလဲတာ assassin ဗောနော်ဒါ assassin player ဖြစ်တဲ့လျှောက် funny ပဲလဲကောင်းတယ်ဒါမှမဟုတ်ဗောခုနကကျွန်မပြောလို့ပဲဒီ join တို့ဒီ Haya တို့ဒီလိုမျိုး assassin တွေပဲထုတ်ချင်လို့လားဗောနော်ကြဲအဲ့တော့ AI Sport ဒီချိန်မှာတစ်ဖက်ကမော်စကိုကြီးဘန်သွားခဲ့ပြီဆိုတော့တို့ကလေဒါ Herit League ကိုပဲဘန်ထားလိုက်တယ်ဆိုတော့မင်းတို့ဒါ first pick join ကထုတ်ချင် sorry ဒီ assassin ထုတ်ချင်ထုတ်ဆိုတဲ့သဘောမျိုးတော့တတ်ရောက်တယ်။ကဲအဲ့တော့ planning first pick funny ကဲစပြကိုင်းတော့ပြောရမယ်။နည်းဒါကလေနည်းဒီလိုမျိုးဒါ shake shake လောက်တာဖြစ်သွားရေးတယ်။အဲခုံသိခါပိုင်းလေးတော့ပါလာရော။ဘာလို့လဲဆိုတော့တစ်ဖက်ကပြန်ပြီးကြည့်မယ်ဆိုရင်လည်း အတင်းသားဟောင်းလေဟုတ်တယ်မင်းဒီပွဲမှာဖန်နီဆိုတာအဲ့လိုပုံစံကြီးနဲ့ဆိုအာအဲ့လိုမျိုးနောက်ပွဲမှာကျတိုက်ဆော့ပြမယ်ဆိုတော့ပုံစံမျိုးတွေကဲအဲ့တော့နည်းနည်းတော့ခုနဒါလေးကနည်းနည်းဒါပုတ်ကိုရေးတွေပါလာပြီပေါ့နော်အဲ့တော့ပုံပြီးတော့ဒါမြိုင်ပဲပေါ်လေးပဲကဂျာပူကိုရိုင်းတော်တော်လေးစိတ်ဝင်စားလာပြီပေါ့နော်အဲ့တော့အေးအင်စပေါ်ဒီချိန်မှာပြန်လဲပြီးတော့ Granger နဲ့ဒါ Phobia Store ကိုယူထားရပေါ့နော် Granger နဲ့ Phobias Phobias ပါရှိလာတဲ့အနေထားအရာတော့ဒါ Blind Control လေးကတော့တော်တော်လေးတော့ကောင်းပါဟုတ်တယ် ဖလာတင်းကလည်းဒီချိန်မှာပြန်ထုတ်ချင်း glue ပါလေထုတ်လို့ရတယ်ဒါပေမဲ့လောလောဆယ်တော့ဒါ goal line ကိုအရင်ဆုံးထုတ်ထားစေချင်တယ်อืม goal line ပိုင်းခြားမှာတော့ပြန်ပြီးကြည့်မှာဆိုရင် moscow ဘန်းသွားပြီ harry harry လည်းဘန်းသွားပြီတော့ nathan လောက်တော့ကျန်အောင်ပဲပေါ့နော် nathan ရှိမယ် eritrea ရှိမယ် eritrea တော့တော်တော်လေးပျောက်နေရဲ့ပေါ့နော် oh lucas lucas နဲ့ no novaria ဆိုတော့ပေါ့နော်ဖလာတင်းကလေဘယ်လိုပြောရမလဲ ခုနတော့ဗောနော်ဒါ AI eSport ပစ်သွားခဲ့တဲ့ pick လေးတွေကိုပြန်ပြီးတော့ဒါယူလာအောင်လဲတွေ့ရတယ်ကဲအဲ့တော့ AI eSport ကလည်းဒီလိုမျိုးပဲဗောနော်ခုနတော့ဒါ platin ယူသွားတဲ့ပုံစံလေးတိုင်းပဲဗောနော်ပြန်လေပြီးတော့ယူလာမြင်ရဆိုတော့တကယ် join ရဒီ grandja ရ 4bs ဒီ12လုံး3ခုကလीအ အားလီမှာတော်တော်ကြီးကောင်းနေပေါ့နော်ဒီ join နဲ့ဒီ grandcha ပေါ့နော်သူတို့နှစ်ယောက်ဒါဘယ်လောက်ထိအလုပ်လုပ်နိုင်မလဲပဲကြည့်ရမယ်ဟုတ်ပါတယ်တစ်ဖက်ကလည်းပြန်ပြီးထုတ်ထားတာ Novaria နဲ့ Lucas ဆိုဒီ Lucas ကလည်းအားလီပတယ်ဒီမှာတော်တော်လေး strong ဖြစ်နေပေါ့နော်ဟုတ်တယ်ဒါ Lucas ESP ဆိုဒီ Phobias နဲ့လည်းအဆင်ပြေတယ်ဒါထိန်းလို့အဆင်ပြေတယ်နောက်ပြီးတော့ဒီနှစ်ကောင်လုံးကလည်းပြောမယ်ဆိုဒီ ဘတ်တယ်အလုံးမင်းဆိုင်လို့ကောင်းတယ်တခုရှိရာက4 vs နဲ့ရှင်ပြီးတော့ချလို့မရအောင်အဲဒီမရအဲတခုတော့ရှိရယ်ဘာလို့လဲဆိုတော့ Lucas ကအမြဲတမ်း dash ထိုးပြီးတော့ तू ကဒီ dash များတဲ့ကောင် flash combo တုံးနေရကောင်ပေါ့နော်အဲ့လိုမျိုး flash combo တုံးနေတဲ့အချိန်မှာတစ်ဖက်မှာ time energy တွေတက်ပြီးတော့တောက်လျှောက်ကြီးလိုက်ချလို့ရတဲ့ပုံစံမျိုးတော့ဖြစ်နေရယ်ဒါပေမဲ့ individual အပိုင်းနဲ့သက်ဆိုင်တာဖြစ်တဲ့အတွက်ဘယ် hero ကပိုတာမလဲတခြားတော့စောင့်ကြည့်ရမယ်ဟာဒီလိုမျိုးပေါ့လေကျွန်တော်ရှေ့ပွဲတော့ YG ကဒီရင်းလောက်သွားကြလို့သူ့အနေနဲ့ဒီ face to face ရှင်လို့မရတဲ့အတွက်ကြောင့်မို့လို့တင်းပတ်တယ်ပို့ပြီးတော့လှိုက်ပေးရင်းမှတိတ်မနေဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေဒီ Lucas အနေနဲ့သွားလို့ရဒါပေမဲ့လေဒါ AI eSport ကတော့ဒီ game တူးမှာအပီပြင်ကျိတ်မှာဆိုတော့4 ban and 5 ban မှာတော့ဒါ AI eSport နဲ့ Bruno လုံးဝဂိုးလိုင်းနေဘန်းချလိုက်တာ ဂိုးလိန်နဲ့ကုံဘန်လိုက်တဲ့အနေထားမှာနော်ပလာဒင်နေနဲ့ဂိုးလိန်ဒီချိန်မှာရွေးချယ်စရာနသန်လေးတော့ကျန်အောင်မယ်ဟုတ်တယ်နသန်နေနောက်ပြီးတော့မရှိအောင်မလဲဒီ Beatrice တို့ Bro တို့ပဲဒါပဲရှိအောင်မယ်ဆိုတော့ပြောမှာဆို AI Sport ကဒီဂိုးလိန်ကိုတော်တော်လေးနှိမ်နားလိုက်တဲ့သဘောမျိုးပဲပေါ့နော်ဒါဟာလေခုနကတော့ဒီပလာဒင်တော်တော်လေးဖတ်သွားတဲ့အကြောင်းတွေမှာမော်စကိုကြောင့်လည်းအများကြီးပါတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဂိုးလိန် Hero တွေကိုနှိမ်လိုက်ခြင်းအပြင် AI Sport အတွက်လည်းအများကြီးအားသာချက်ရှိရဲ့ကဲအဲ့တော့ နောက်ဆုံး less ban ပလာဒီပလာဒီရတော့လောလောဆယ်เนาะသူတို့ဒီ Valentina လေးဖာလေးတော့ ban နိုင်နေပဲနောက်ဆုံး less ban လေးကိုဗာများရွေးချယ်သွားမှာလဲချိရသွားတော့လေ game 3ထိသွားလောက်မယ်ထင်တယ်အော်เนาะတော်တော်လေးဟာစိတ်ဝင်စားဖို့တော့ကောင်းနေပြီဘယ်လိုလဲတော့ချေရောလောရ promise เนาะ promise ဘာတစ်ခါတန်းပန်းလိုက်ပြီဆိုတော့ hmm draft တွေကတော့တကယ်ဟိုမှကြောက်စရာကောင်းနေပြီဗျာအခုချိန်မှာတော့နော် AI Esport 4 pick လေးမှာနောက်တဲ့ hero တက်ကောင်ရွေးချယ်ရမယ်ဒီချိန်ဒီမှာသူတို့ mid lane တွေလိုသေးတယ် mid lane မှာလည်း Valentina တို့ဒီလိုမျိုး promise ဆိုတဲ့ဘန်းလိုက်တာဘန်းလိုက်ဆိုတော့ mid မှာဘာတွေများထပ်ပြီးထွက်လာမလဲခုနကတော့ Selina တို့ဘာလို့ရှိသေးလဲ Selina ရေဆော့မလားဒါမှမဟုတ်လို့ရှင် Valer လို့ hero မျိုးထုတ်မလား Valer လို့ hero ထုတ်မယ်ဆိုရင်အဆင်မပြေဘူး Fanny ပါတယ် Fanny ပါတယ်ကဲအဲ့တော့ကဲ Selina ရေဘာတွေများလော့အိုးထိပ်ပြီးရေနော်ဒါအကောင်းနေ ကဲအဲ့တော့ signature တွေတွဲဆုံနေပွဲပဲပေါ့နော်အယူရီယဖန်နေရောတအားစိတ်ဝင်စားတယ်တကယ်ပြောတာဗာလဲဆိုတဖက်ကလည်း Naruki ရဲ့ signature ပေါ့နော် Fanny Kai မျိုးဒါရှုံးနေခဲ့တဲ့အတွက်ကြောင့်မဟုတ်လို့ဒါ Platin နေနဲ့ Yuri ကငါပြန်ကင်ပြမယ်ဆိုတဲ့အထာမျိုးဆိုတော့နည်းနည်းလေးတော့နည်းနည်းလေးတော့ပေါ့နော်ဒါပုံကိုရေးပေါ်လာတဲ့နေတာမှာ Yuri နေနဲ့ဒီပွဲမှာဒါ Fanny နဲ့ဒါဘယ်လောက်ထိလုံးပြနိုင်အောင်မလဲတော်တော်စိတ်ဝင်စားမယ်အဲ့ဒါလိုပဲ AI Sport နေနဲ့ Gate 2မှာတကယ်ကိုဒါ ြန်ပြီးတော့အနိုင်ရရှိမဲ့အနိုင်ရအောင်လုပ်မဲ့အနေအထားတစ်ခုတော့ဖြစ်နေတယ်။ degree ပဲလေထုတ်လာပြီးတော့သူတို့ဒီ combo wombo တွေတော်တော်လေးကောင်းတယ်လို့မျိုးဒီအော်နော်ဒါအစုလိုက်ပတယ်ဆိုင်တဲ့ခါမျိုးမှာလည်းအများကြီးအားသာတယ်။ဂိုးလေးမှာကင်ပြီနော်ပြန်ပြီးတော့ပဲဒါပက်လာခဲ့တာကိုလည်းတွေ့ရတယ်။ဆိုတော့ဒီကင်ပြီအနေနဲ့သူ့ရဲ့ဒါ starlight beam တွေပါနော်ဘယ်လောက်ထိလုံးလုံးပြသွားမှာလဲ။ Atlas Atlas debut pick ဆိုတော့ oh my god ြည့်ရတာတော့တို့ဘရယ်ကွန်ဘိုတစ်ခုနဲ့တော့ fight တော့မယ်ပုံစံရေးရပါရှိတယ်။ဒါပေမဲ့လည်းပေါ့နော်ဒါ Tigray နဲ့ Athlete ချားထဲမှာလေဒီ꽈ချချက်တွေရှိတယ်။ဒီ hero နှစ်ကောင်က꽈ချချက်တွေအများကြီးရှိတယ်။ Tigray အနေနဲ့ကဒါ instant implosion ပေးလို့ရပါမယ်။ဒီ Athlete အနေနဲ့ကအနှင်းငယ်ဒါနောက်ကျတဲ့ဒီပုံစံလေးတွေရှိတယ်ပေါ့နော်။အဲ့တော့ဒါမှမဟုတ်ကွန်ဘိုဝင်သွားမယ်ဆိုရင်တော်တော်လေးကကြောက်ဖို့ကောင်းတယ်အဓိက Fatal Link နဲ့ဒီ Trashing Boss နဲ့သွားစုမယ်ဆိုရင်အန်နီတော့တော်တော်များရပြီ။ဟုတ်တယ်တော့လေ ဘဲကောင်အရင်မိတယ်မိရဲ့ကောင်အပြက်ပဲအဲ့လိုဖြစ်မှာအဲ့တော့ကွာပြောမယ်ဆိုဒီလက်ညံတဲ့ကောင်စားစည်းဆိုပုံစံမျိုးတော့ဖြစ်နေတဲ့ဒီ game တမတူကတော့တေချာပေါ့ player တွေရဲ့ individual ပေါ်မူတည်ပြီးတော့အနိုင်ရှုံးဟာဆုံးဖြတ်သွားမှာဒီနေ့အတွက်လေတကယ်တော့ တကယ်တကယ်ဒီအသိနှစ်သိမ့်ရပွဲကတော့တော်ကြီးကြည့်ရကောင်းတယ်အဲ့တော့ပြိတ္တနေနေနဲ့လုံးဝလက်လုံးမခံပဲလိုက်ကြည့်ဖို့တော့တိုက်တွန်းနေတယ်ပေါ့နော်နောက်ဆုံး last pick လေးနောက်နောက်ဆုံး last pick လေးမှာတော့ aura တွေပြန်ပြီးရွေးချယ်တာဖြစ်တဲ့အတွက်တော့ okay tiger implosion နဲ့ fridge glacier combo ကလည်း glacier combo တွေနော်ဒါ objective battery မှာသတိထားရအောင်ပဲဗျအရင်တော့ကလေမတာတော့အရင်မတာတော့ကဟီးရိုးရေအခုပြန်လေပြီးတော့ထွက်တယ်ပေါ့နော်အဲ့တော့ပလာတင်ရဲ့ draft ကလည်းဆွေးဝင်စားဖို့ကောင်းတယ်လို့ AI eSport ရဲ့ draft ကလည်းတော့ အလိုင်းအဲ့တော့ဒီနှစ်သိန်းရဲ့ဒီ gain 2ကတော့တကယ်ကိုပြင်းထန်တော့မှာပါဟုတ်ပါတယ်เนาะ chance in game session လေးကိုကျွန်တော်တို့ရဲ့ caster နဲ့အတူတူကြည့်လိုက်ရအောင်ဗျာကဲကျွန်တော်တို့ဒါ Platinum versus AN Esports ရဲ့ Battle 3 Series Game Number 2 Draft ရောပြီးဆုံးလို့သွားခဲ့ပြီဗျာဒီအချိန်မှာတော့တို့မှာ Yuri နေနဲ့ Fan တွေပြန်ပြီးတော့ကြံပြောက်လို့စဉ်းစားထားတဲ့ပုံစံပဲဗျာอืมနှစ်သိန်းလုံးကတော့ Jungler တွေကိုစီကိုစီ Hero Ship ထားတဲ့ပုံစံတစ်ခုတော့တွေ့ရတယ်ဗောနော Granger ပြီးွားရင်နောက်ထပ်ကျော်ကင့်ပြီးဗျာ Fanny KMU ရောကျွန်တော်တိတ်ပြီးတော့သဘောတော့မကျအောင်ပေါ့နော်ခုနကပြောရလေဒါ AN Esports League Game အရန်အဆင်မပြေတဲ့ draft တစ်ခုဖြစ်တယ်သို့ပေမဲ့လည်းနောက်ဆုံး last pick တစ်ခုက Atlas ဖြစ်နေတဲ့အတွက်ကြောင့်ကိုဘကိုမီဝါမလားလေးကြောင်းတော့ကြည့်ရမှာပဲဒါအတော့ကျွန်တော် Mobile Legends Bamban Super League Regular Season We 4 Day Number 1ရဲ့နောက်ဆုံးပွဲစဉ် AN Esports versus Paladino ရဲ့ Best of the Series Game Number 2ပဲဖြစ်ပါတယ်ဗျာ ဟုတ်ပါရဲ့ကျွန်တော်ဒီဂိမ်းနံပါတ်2ကိုတော့ကျွန်တော်ကန်ဆယ်ခန့်နေတူကန်ဆယ်ဟီဒီတို့ကဒါတက်ဆိုင်သွားမှာဖြစ်ပါတယ်ဟုတ်ပါရဲ့ကျွန်တော်ဒီပွဲမှာတော့ဒါခုနပြောသွားသလိုပဲကျွန်တော်ဂျန်ငယ်လာဆွတ်ထားတယ်နာရူကီအရောသူရဲ့ fan တွေကိုအကောင်းဆုံး performance တွေပြသသွားခဲ့တယ်ဆိုပေမဲ့လေကျွန်တော်တင်းအရန်နှိမ်သွားတဲ့ပုံစံတွေပြီးတော့ကျွန်တော်နောက်ဆုံး but impact အရာကျွန်တော် chip နဲ့တွဲဆောတဲ့အခါမှာတော်တော်လေးအဆင်မပြေဖြစ်သွားတဲ့အခါတွေမှာတော့သူတို့ပွဲရရလက်ကရှုံးနေမှုတောင်တော့ခံလိုက်ရတယ်ဒါပေမဲ့ဒီပွဲမှာတော့ Yuri နော်ဘာကြီးများထပ်ပြီးတော့လောက်ကြမယ်ဒီ fan အနေနဲ့ ဟုတ်တယ်ယူရီဒီမှာလည်းသူရင်ဆိုင်အမှားတွေလည်းကျွန်တော်တို့ဒါ netkey ရဲ့ join ပြန်ပြင့်နေရနေတာပေါ့နော်ဆိုတော့ဒါခုနပုံစံမျိုးမှာကျွန်တော်တို့ supply တဲ့ပုံစံမျိုးပေါ့နော် jungler supply တဲ့ပုံစံမျိုးပဲကျွန်တော်မျက်မှောက်ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ avatar ထပ်ပြီးတော့ပဲကျွန်တော်တို့ဒါ nobury ပြန်ကင်ပြရတဲ့အနေအထားတစ်ခုမှာသူနဲ့ပေါင်းပါတယ် decross ရဲ့ကျွန်တော် final line ပါထွက်လို့ရတယ်ကျွန်တော်တို့ဒါอืมပြန်ကြည့်ရမယ်ဆိုလို့ရှင် decross နဲ့သူ final line ပါညာနဲ့ဆွဲမယ်ဆိုလို့ရှင်နောက်မှာကျွန်တော်တို့ဒီ avatar ရဲ့ great vision တွေပါရှိနေရတဲ့အချိန်ဆိုဘိုဘုံကမောတော့တွဲလို့ရတယ်ဗျာ atlas အနေနဲ့ကလည်းဒါနောက်ပိုင်းနောက်ပိုင်းမိနစ်တွေမှာသူ့ရဲ့ final line ကကျွန်တော်တို့ဒါ ငါးအောင်လုံးနေပါလေဆွဲလို့ရနေတာတခုဆိုလေကြောက်ဖို့တော့ကောင်းတယ်ဒါပေမဲ့ထောင်းအောင်ပြန်ကြည့်ရမယ်ဆိုလေအဲ့ဒါကိုပြန်ရင်ဆိုင်ဖို့အတွက်က တိုက်ရီအော်ရာဆိုတဲ့အနေထားတစ်ခုဗျာသူစီယာဝိုကွန်ဘွားလည်းထွက်လာနိုင်သေးတယ်ဗျာ AoE disable တွေနှစ်သင်းလုံးထွက်လာတယ်ဗောနော်ကျွန်တော် Black Gate Explosion ကိုရှောင်ဖို့အတွက်ကတော့ Avada Territory နှစ်အောင်လောက်ရ purify နဲ့ထွက်လာတယ်ဒါပေမဲ့ AI Esport ကတော့ဒီ Fanlin ကိုရှောင်ဖို့အတွက်ဘယ်သူမှ purify ယူလာခဲ့ခြင်းတော့မရှိဘူးအကုန်လုံးက Flicker ကိုစီကိုစီနဲ့ထွက်လာတယ် Jungler တကောင်နဲ့ Retribution Naruki တိမ့်ပိုက်ထားတဲ့ပုံစံတစ်ခုဗောနော်ကျွန်တော် Yuri ဒီချိန်မှာ Rotation ရအောင်လန်းတော့ရောက်နေပြီဒါပေမဲ့တစ်ပတ်က Naruki ရဲ့ position ကိုတော့သူ့အနေနဲ့တွေ့ဝါခဲ့တာတခါလည်းပဲပြေးကောက်ဖို့အတွက်ကြိုးစားတာဒါပေမဲ့လေဒီတက်တဲ့ပုံမဲ့အချိန်ကလည်းအရင် ်နီကက်နေရာလည်းဖြစ်တယ်ပြီးတော့သူရဲ့ teammate ဒီပရော့တို့ဒီခရော့တို့ကလည်းလေဖူးရမဲ့ဘိုင်းမှာနည်းနည်းလေးသွားပြီးလိုအပ်ချက်ရှိနေရဆိုတော့အာမတန်မန်ရှော့ဆိုတဲ့ပုံစံနဲ့နည်းနည်းပြန်ပြီးတော့ပေါ်ပက်ထားရပါဟုတ်တယ်ဒီမှာဒီ planning နေနေတော့ဒါသူရဲ့ avada sphere တီးရဲ့သူကတော့ yuri ရဲ့ cutthroat နဲ့ step byte နဲ့အနေထားတစ်ခုကိုသူဖန်ရင်းထားတယ်ဗောနော်တော့ကျွန်တော်ဒီ cross နဲ့နှစ်အောင်လုံးသွေးချိုးကိုကြိုးစားနေတယ်ဗျ yuri ပြန်ဝင်လာပြီ watchman ထပ်ပေးရတယ်မှာ oh my god နေသွေးတော်နေတယ်ပတ်စက်ကတော့ပြတ်သွားနေတာတစ်ခုမှလို့ yuri ဖက်တကယ်လိုက်ရိုက်လိုက်နေတယ်ဖတ်ဘလတီဘရောရောက်သွားတယ်ဟိုတော့မက်ဆီယူရိုပြန်ပြီးရှက်တောင်းချလိုက်နေတယ်ဘယ်1 for 1 trade ပါမင်းမိတ်နဲ့ချန်ကင်လာလဲလဲရတာတော်လီကမတင်အောင်ပြအောက်မပြန်ပြီးတော့ flash combo ပေးသားသေးရေကျော်ဒီဘက်ကနေပြီး short week ကတော့လွဲသွားရေဗျာဒါတင်တို့ Naruki သွားပြီး try နေကြအောက်မ2 vs 1 situation မှာ Messi အနေနဲ့ကတော့ဒီဘက်ကပေးနေ speed of mastery နဲ့တူပဲ Hiroki ပေးလိုက်ရတယ်ဒါပေမဲ့လည်းကျော်တာတင်တို့ in e-sport အနေနဲ့သိမ့်ပိုက်သွားရေအတွက်ကြောင့် network အနည်းငယ်လောက်ကိုတော့ပြန်ပြီးတော့ဖာသေးထားနိုင်တယ်လို့ပဲပြောရမှာဗျာဟုတ်တယ် network ကတော့အဲ့တကြောင်မလို့တော့ပြန်တော့ညီသွားပြီဒီမှာလည်း Atlas အနေနဲ့တော့ခေါင်းတိုးလာပြီး ဘေ့ဂျ်နဲ့လို့ကင်းတော့ပြန်တော့တွေ့နေရပြန်နာရူကီဂျန်ကင်စုံနေမှာပါတစ်ဖက်ကဂျန်ကင်ကိုပါလိုက်ပြီးရက်နဲ့နေထားတခုဗျာဒီဖန်ရဲ့ဂျန်ကင်ကိုလည်းရက်ဖို့တော့ဒါဘလက်အနေနဲ့တိုက်ရွေးနဲ့ပြန်တော့ရောက်လာနေပြီနဲငယ်လीတော့ကြည်တော့ကြည်နေပါတော့ဒါပေမဲ့နာရူကီမှာကကျွန်တော်ဒီ review ရှင်းပြလို့တော့နဲငယ်လိုတယ်ဒီဘက်ကနေ evolution 2 man တော့မဂလေးဆီယာဘိုဘကွန်ကို finally ပြန်တော့ဆွဲလာသေးရဲ့ဗျာဒါပေမဲ့နောက်မှပြန်ပြီးတော့မဂလေးဆီယာခင်းလာချင်မှာ own man ဂျင်းပြန်လဲ4 man ပြီးပေါင်ပြန်တော့ဒီ prop down လာသေးရေရှောင်းဝေးလမ်းပြတော့တော်တော်လေးသွေးတော့ခိုင်းသွားတယ်ဒါပေမဲ့သေပြောက်ခဲ့ခြင်းတော့မရှိသေးဘူးဗျာ UK ရခဲ့ခြင်းတော့မရှိသေးဘူးအော် speed ရပါတတိရဆိုပေမဲ့လေ black နေနဲ့တကယ်ကိုမသေးရတာဗျာဒီချိန်မှာတော့ fanny နဲ့သူ့ရဲ့ blue back ကိုတော့ပြန်ရပါအောင်မယ် Tigray Evolution Secret Hammer အဲ့လိုမျိုးနှစ်ခုလုံးသာထိွားမယ်ဆိုရင်တော့ Disable ကတော်တော်လေးလောက်တယ်လို့ပဲပြောရမှာပေါ့နော်နောက်မှာ Omega Genie ရဲ့ Frosty Breeze ပြီးွားရင် Glacier Glacier တော့မှသူခုနကဒီ Evolution မှာမတုံးလိုက်ဘူးသူတေကန်နီးမှသာ Glacier ဖတ်သွားတာပေါ့နော်ရော Hiroki အပြည့်ထိရမယ်ဆိုရင် Yuri ဒီနှစ်ခါလောက်ထိတည်ထားတယ်ရော Fanny Ali မှာ Hero Like ကောက်ဖို့အတွက်တော်တော်လေးခက်ခဲနေတဲ့ပုံစံတစ်ခုတော့ကျွန်တော်တို့ဒီဘက်က Platinum နဲ့ရင်ဆိုင်နေရတယ်ပေါ့နော် ဟုတ်တယ်ဟီယိုလိုက်ကဘူကတော့ပလာတင်တော်တော်လေးခက်ခဲနေနေရမျိုးတော့တွေ့ရတယ်အဓိကတော့သူတို့နည်းစဉ်းစားထားတဲ့အရာတစ်ခုစီ Avatar Sphere 2တီးရဲ့ကောင်ယူရီနဲ့ကတ်သရိုလိုက်ဖြတ်မဲ့နေတာဒီကောလောစင်မှာတော့ယူရီနောက်မှ Lightning Black နဲ့ထက်ကောင်းလိုက်ရင်ဒီဟီယူကြီးတကောင်ထက်ရထားသေးတယ် Great Vision ပြန်ပေါ်တာပြီးဒီ Cross ဝင်လာဖို့ကြိုးစားမယ်လေမလွယ်တော့ဘူးဗျာ Oh my genie passive မရှိတော့ခွင်ကောင်းယူပြီးတော့သွားရောက်ကောက်ယူခဲ့တယ်ဆိုပေမဲ့လေကျွန်တော်တစ်ဖက်မှာ Flicker ချန်နေသေးတဲ့အခါမှာ Oh my genie တွေးတစ်ဆက်လေးနဲ့ပဲလွတ်မြောက်သွားတယ် Little Inclination Effect ကလည်းပါဝါခဲ့တယ်ဆိုပေမဲ့လေတွေးနည်းနည်းလေးသွားပြီးတော့ကြံနေရဟာတော့ဒါရင်ဆိုင်လိုက်ရတယ်ပေါ့နော်ဘာဖြစ်ပြီးတော့၃ငါလောက်ဒီ ော့တပတ်ကယိုရီနဲ့သေထားတယ်ဗျာဆိုတော့အဲ့ဒီကြောင့်ဒီ Fanny ဒီ damage output ပိုင်းကအနည်းငယ်သွားပြီးတော့လွယ်ချက်ရှိမယ်ဒီကတော့ K ဘက်ကတော့တန်းပိုင်းတဲ့အခါမှာကျော်တပတ်ကဂိုးလိန်နာတွေမက်လိန်နာတွေတန်းမပြတ်တဲ့ကိစ္စတွေကတော့မေကိန်းမှာနည်းနည်းကြုံရမယ်ပေါ့နော် Fan base ကိုဦးစားပေးပြီးတော့ရှာမယ်အခန်းကဏ္ဍတစ်ခုဖြစ်သွားခဲ့ပြီဗျာဟုတ်တယ်35မှာတော့ AI Esport စာပြီးတော့ data control ယူထားတယ်ဒီမှာလည်းဒီ cross ဝင်လာဖို့စူးစမ်းနေရမျိုးလည်းကျွန်တော်မြင်တွေ့နေရနေထားတစ်ခုဗျာ Messi ရှိမှ damage တကယ်လုံးထားနေမယ် Yuri ဒါတွေတော့လမ်းပြီးတော့ position စမ်းတော့ကြည့်ထားအောင်ဒီ cross နဲ့ကောင် final ပြန်ဆွဲလိုက်ကြမှာတော့နောက်ထပ်ချက်ပြီးတော့ deep blow damage ဒီ power မယ်လေမရ ရအောင်နာရူခီပဲ refuse ချင်းနဲ့ဒါလေးကိုရအောင်ယူထားတယ်ယူရီပြန်ပြေးလို့ရဲဈာမှာတော့နောက်မှာနာရူခီ ကျန်ဝင်လာလို့ကြိုးစားနေတယ်ပြည်ဒီပရောပြန်လှည့်ပြီးတော့ချက်ရှုံးသွားရင်တော့မှာတော့1မတောင်းပုံစံတစ်ခုနဲ့စတာရှက်တာလန်တော့ထူထားသေးတယ်။နောက်မှပြန်ပြီးတော့ CD Imbu D Cross အနေနဲ့ကတော့ကျွန်တော် perfect match လေးသုံးပြီးတော့ပြန်လှည့် forward သွားခဲ့တယ်။ Melee မှာရှိနေတဲ့တောင်းအောင်တော့ဒီဘက်က platinum နေနဲ့အကောင်းဆုံးတော့ကာလာတယ်။ဒါပေမဲ့လည်း objective fight တွေမှာတတ်တဲ့နှစ်ချိန်လောက်ထိဒီဘက်က AI Sport ကိုပေးဆက်ထားရတယ်။ Evolution ကောင်းတယ်၊ Finally ကောင်းတယ်။ဒါပေမဲ့ damage output ရှိအရာအရန်ကျွန်တော်လုံလောက်ချင်းမရှိတဲ့နှစ်သင်းလုံးကိုတော့ကျွန်တော်တွေ့နေရတယ်ဗျာ။ဟုတ်တယ်။ damage output ကတော့သိပြီးတော့တာမျိုးမတွေ့ရသေးဘူး။ဥမဂျင်းနေ တို့တမချေချူကပြစ်ချက် damage တွေကြားမှာတော်တော်လေးတော့နာနေတယ် passive ထပ်ပြီးပြုတ်သွားအောင်မလား passive ကတော့ပြုတ်သွားရင်တော့ black back ကပြန်ပေးလိုက် oh my genie လွတ်သွားပြီဗျာ KO ကျော် decro အနေနဲ့ကတော့သူ့ရဲ့ oh my genie ကိုဖျက်ဖို့တဲ့စူးစမ်းခဲ့တာဒါပေမဲ့လည်းတစ်ဖက်မှာ back ကပြန်ပြီးတော့ကြာလာခဲ့တယ် defendi yuri ပြေးပြီးတော့ဆွဲထားသေးတယ် energy အနေနဲ့သွားပြီးတော့လွယ်ချက်ရှိနေပြီ catro ဖျက်ပိုင်းတာမှာ leader ကြာသွားပြီဗျာ glacier ဖျက်ကင်းထားသေးတယ် kb ပြန်ပြီးတော့ဆွဲပြီးတော့ဝင်သွားတယ် yuri နောက်ဆုံး messi ပြန်ပြီးတော့ရောက်လာတဲ့ခါမှာ oh my genie ကိုဆုံးသက် evolution 2 man star shutter ပြန်ပြီးတော့ပေးလိုက် flash combo ကြီးထားမှာ finally ပြန်တော့ဖဲကောလာသေးတယ်ဆိုမှလည်း ည်းမက်ဆီနှစ်ကောင်လောက်ထိကိုပြန်ပြီးတော့ဆုံးသက်လိုက်တဲ့တည်းမှာတော့ AI eSport 241 trade ပုံစံတစ်ခုတော့ဖြစ်သွားခဲ့ပါပြီ။ဟုတ်ယူရီပြန်လို့မရသေးဘူးဒီချိန်မှာတော့ဒါယူရီနဲ့ cable လက်ရှိနေဆိုတဲ့အနေအထားတစ်ခုမှာတော့ energy အပြင်းနဲ့ပဲ cable ပြန်ဆွဲပြီးတော့ဒါလွတ်ထွက်ခဲ့ပါသေးတယ်။ဟုတ်ကဲ့ကျွန်တော် energy နည်းနည်းလေးနဲ့ကိုတာဝါထဲကဝင်ပြီးတော့ဆွဲလိုက်သေးတယ်။ကျွန်တော်ပုံမှန်ဆိုရင်တော့မလောက်လောက်ထင်ပြီးတော့ပြန်ပတ်မှာဒါပေမဲ့လည်းသူ့စီမှာ power back ရှိနေတဲ့အခါမှာတော့ oh my genie ကိုသူရောက်အောင်ဆုံးသက်ခဲ့တယ်။ messy ပြန်ရောက်လာတာကောင်းတယ်။သူပြန်ရောက်လာလို့ဒါကျွန်တော်ကျန်တဲ့ hero နှစ်ကောင်လောက်ကိုသူပြန်ပြီးတော့ရလိုက်တာပေါ့နော်။ ဟုတ်ဟဲ့ရူကီတွေ့ရတယ်။အများတွေ့နေတဲ့အချိန်ဒီကမှာရူရီနောက်ကိုပြန် forward ပြင်မယ်လေ။နာရူကီတောက်ချက်တဲ့ lot of fine ပြန်နင်းထားတဲ့ဂျားမှာတော့နောက်ကိုပဲပြန် forward လိုက်ရတယ်ပေါ့နော်။ကျွန်တော်ဒါကျွန်တော်ပြန်ကြည့်ရမယ်ဆိုရင် game number 1တော့လည်းမဟုတ်ဘူး။ hero ပြန်ပြီး sweep လိုက်တာဆိုတော့ ဟို game 1တော့လည်းအဲ့လိုပဲကျွန်တော်ဒီဘက်က Yuri ကအဲဒီ join နဲ့ live ပြီးတော့နင်းတာပေါ့လို့ Naruki ကဒီပွဲမှာတော့ Naruki ကပြန်နင်းနေပြီကျွန်တော် Fanny ကတော့ power back မရတဲ့အခါမှာပို့ပြီးတော့ဒုက္ခရောက်သွားနိုင်တယ်ပေါ့နော်လောလောဆယ် black cap position က game number 1တော့လိုမျိုးပဲ Pamela တော့ဒီသူမကိုစောင့်နေတဲ့ပုံစံဖြစ်နေရယ်ပေါ့နော်ဟုတ် black ထပ်ပြီးတော့ပဲချောင်းရောင်းနေတော့မယ် position တော့မစိုးဘူးပြထွက်မှာတော့ black position တော့မတည်သေးဘူးဒါမဲ့လေချေချူဒီ stand တော့တတ်ထည့်ထားတယ် black position ပေါ်သွားပြီ oh မှာ deep တော့ shot တွေဝင်ကုတ်ထားနေမှာ oh my ဂျင်းနေသွေးတော့နေအော်ဒါမှာဘတ်တာ quality level step down key လုံပြလိုက်တာမယူရီ black ကွန်ထိုပြန်ဝင်လာကြမှာတော့အလီတာပြခွေးလေးကြားမှာတော့ယူရီထမသိဆုံးဘလန်နေတဲ့အော်ဖလစ်ကအင်ဘလိုရှင်ပြန်ပေးထားသေးတယ်ဗျာ။နောက်မှပြန်ပြီးတော့ဗနာရူကီတက်ရှင်တော့ finally ပါရောဘီ ော်တော် flash ကိုပေးလိုက်တယ်မနောကီကြာရခဲ့တယ်လို့ elite ပြင်းချက်နေတဲ့သူ number 6 rigid ပြန်ပြီးဒီ motor force ခံထားတဲ့နောက်မှာတော့ elite က mini အထိပါသိမ့်ပဲလို့သွားနေပဲဒီဘက်တမှာတော့တော်တော်လေးကို power spike ဖြစ်သွားခဲ့ပြီလို့ပဲပြောအောင်မယ်ဗျာလေးရောလောက်အထိပါ platin ချရှုံးသွားတဲ့အချိန်တခုတော့မြင်လိုက်ရတယ် elite အနေနဲ့လည်း mini အထိပါပိုင်ဆိုင်ခဲ့တဲ့အနေအထားတခုဆိုတော့နောက်ပိုင်းမှာလည်း power spike ပို့ပြီးဆန်လာအောင်မယ်ဗျာဒီ defy ကိုထပ်ဆန်အောင်လို့ပြန်ကြည့်ရမယ်ဖန်တွေရောက်လာပြီအဲ့မှာတော့ပြေးပြီးပြေးပြီးကဲဆိုပေးဖို့ကြိုးစားနေပဲ elite အော်လမ်းမှာတော့ shutdown key တန်းပြီးတော့ဖေးလာတာဗျာ။ဘယ်မှမရှိဘူးဆိုမယ်လေ redistribution တွေပါပောက်ပြီးတော့တခါနဲ့အဆုံးသတ်လိုက်တယ်။ကျွန်တော်သွေးအရပြန်ကြည့်ရမယ်ဆိုရင်လီတာစီတော်တော်လေးအားနည်းနေတဲ့ပုံစံတစ်ခုတော့တွေ့ရရပေါ့နော်။ကျွန်တော် stat အရသွားကြည့်ရမယ်ဆိုရင်လေ400ကျော်လောက်ပြီးတော့သူဖြစ်နေခဲ့ပြီ။ကျွန်တော်9မိနစ်ခွဲကြကြော်မှာ400ကျော်ဆိုတော့မဆိုးလို့ပဲပြောရမယ်ဗျာ။600လောက်ဆိုရင်တော့သူ့ရဲ့ဒီ energy bar နဲ့လုံလောက်မှုလုံလောက်မဲ့အရာတစ်ခုတော့ပြန်ပြီးတော့တွေ့ရမယ်။ကျွန်တော်စီအနေထားမှာ AOE disable တွေနှစ်သိန်းလုံးထွက်လာတဲ့အခါမှာဗတင်အလေပြောင်းအများကြီးဖြစ်သွားနိုင်တယ်။ကျွန်တော်ဗတင်မှာ D Crow ရဲ့ family ကပို့ပြီးတော့ကောင်းသွားမလား။ဒါမှမဟုတ်ကျွန်တော်တစ်ဖက်က black second evolution ကပို့ပြီးတော့ကောင်းသွားမလားဆိုတာကတော့ကျွန်တော် take တိုက်တော့ပြောလို့တော့မရသေးဘူးဗျဒီချိန်မှာဟုတ်တယ်เนาะတက်တက်တော့ပြောလို့မရသေးဘူးလောစင်မှာတော့ဒီ block ြည်နေအောင်ပဲလော်နာလေးမှာနှစ်သိန်းလုံးကျွန်တော်ဒါဗရှင်တွေပြန်ထောက်လာမျိုးတော့တွေ့နေရတယ်ဒီရှင်မှာနှစ်သိန်းလုံးယူထားတဲ့ဟီးရိုးတွေဒီ initiator ကောင်းကောင်းမွန်မွန်နေပါနေနေထားတခုဗျာပြီးတော့ဒီ initiator တွေကလည်းကျွန်တော်ဒါ area control stamp ပေးလို့ရတဲ့အတွက်ကြောင့်မလို့နှစ်သိန်းလုံးကအန်ရများတယ်ကျွန်တော်ဒါ blind spot တွေတော့ဒါမမြင်ဘဲနဲ့ဝင်မသွားစေချင်ဘူးဗျာဟုတ်တယ်ကျွန်တော်ပို့ပြီးတော့အန်ရများတာ AI spot ပို့ပြီးတော့အန်ရများတယ်ဗျာတစ်ဖက်မှာ purify နေပါတယ် evolution ကိုရှောင်ထွက်သွားလို့ရတယ်သူ့မဲ့ကျွန်တော်တစ်ဖက်မှာပြန်ကြည့်ရမယ်ဆိုရင် fan line ကိုရှောင်ဖို့အတွက် flicker ဒီလဲ drain မှာမဟုတ်ဘူးခုနကဆိုလေကျွန်တော် dash တုံးသွားတဲ့ narrow key တောင်ပြန်ပြီးတော့ပါလာတာဆိုတော့ ော့လေကျွန်တော်ဒီထားမှာ AI eSport ပို့ပြီးဆိုရတယ်ဒါပေမဲ့လေခုနအလီဒါမျိုး၄កောင်းလောက်လေးသူရလိုက်တယ်အဲ့ဒီကြောင့် Sky Media Stack ကတော့ပို့ပြီးများလာမယ်လို့တော့ထင်တယ်အော်မလီဖစ်ရောလေးပြီးွားပြီဆိုတော့ဘာဖြစ်ရော T Pro တို့ပြီးွားတော့နောက်ထပ်ဒီ D Crow တို့ဘာတို့ပြက်ခွဲဖို့တော့ကတော့ damage လုံလောက်မှု penetration ကတော့ပါနေပြီဗျဟုတ်တယ်အပေါ်လမ်းမှာတော့ fan တွေတောက်လျှောက်တွေလိန်ချောင်းထားမျိုးလေးတွေ့ရတယ်ဗောနော်ဒီဘက်မှာလည်းကျွန်တော်ခြုံတွေတောက်လျှောက်ဆင့်နေတဲ့ avatar ပြန်မြင်ရရင်လည်း AI eSport အပေါ်လမ်းကိုရော Nerky ကိုပေးပြီးတော့သွားလိုက်ပြီဗျအဲ့ဒီကြောင့်မလို့တော့ လာဒင်လို့တန်းပြီးတော့ try မလာတော့ပြန်ကြည့်ရတော့မယ်ဗျာမင်းလေးမှာတက်နေရခရီကိုတော့အကောင်းဆုံးပြန်လေဖြည့်ရှင်းသားသေးတယ်အဓိကမစ်တောက်ဝင်ရအောင်မယ်ဆိုရင်တော့ပို့ပြီးတော့အလုံးလုံးလို့တော့ကောင်းပါဘူး Yuri ဘိုင်ဝမ်အပေါ်လမ်းမှာတော့သွားတော့ညှိနေကြပြီအဲ့မှာ Yuri တောင်းရတဲ့ထိပါဝင်ပြီး rush ကိုချိုးသွားမယ်လေမလွယ်သေးဘူးဗျာอืมဘာပဲပဲရှိတယ်သို့ပေမဲ့လည်းကျော်သူ sticky ပဲကနောက်ကီဘောသွားပြီးတော့တက်ရောက်ခြင်းမရှိဘူးအဲ့အတွက်ကြောင့် energy ကုန်သွားတဲ့ခါမှာသူပြန်ပြီးတော့ fall back ရမယ်ဗျာလောကတော့ dancing လောက်ထားတယ်အဓိကတော့ ESP လိမ့်တာတွေ Roma တွေကိုစီကိုစီပြန်ပြီးတော့ဒါအဲ ambush လောက်ရမယ့်အချိန်ကြီးဖြစ်သွားပြီပေါ့နော် black clan ambush ကမယ်ပြီးတော့ decroll လည်း ambush ကမယ်သူတို့ဘယ်မှမသိတဲ့ဝင်လာတဲ့ aoe disable တွေကိုကျွန်တော်တို့အားကိုးရမယ့် battle တစ်ခုလည်းဖြစ်တယ်ပေါ့နော်ဟုတ်တယ် black ဝင်လာနေနေပဲတော့ decroll မြင်တော့မြင်နေ great vision ပေးထားတဲ့ဂျားထဲမှာ retribution အရန်ရည်ကျက်ချိန်တစ်ခုမှ yuri တော့တော့မှရှင် nairoki ဝင်လာနေမှ yuri ပဲ retribution ကြောင်းပေါ်သွားတယ်အဲ့ဒါမှ elite တောက်ချောက်တွေပြခွဲနေတယ်တောက်ချောက်တွေ ဒါပေမဲ့ပေးနေမှာဒီခရက်ကကြာသွားပြီဗျာ။ Elite RTM ကဒီမှာတိမ်မဲ့လို့တွိုင်းနေပဲနောက်တစ်ချက်နေသေးရဲ့ Vorta လှမ်းပြီးတော့ Star Shot လှမ်းတော့ပြခွဲလာတော့မယ်ဗျာ။ Hiroki ကြာရှုံးတော့ထပ်ပြီးတော့မရှိတော့ဘူး။မင်းနေမှာတက်လာတဲ့ Creed အုံးနဲ့တူ Elite တခါလေးပဲကျွန်တော် Messi နှစ်ယောက်ပေါင်းပြီးတော့ပဲမလင်းရဲ့ Creed မလင်း Tower ကိုချိုးဖို့တူးစားကဒါပေမဲ့လည်း Cherry Judy Damage Dealer ကြံနေတဲ့အခါမှာတော့ Creed ကိုအကောင်းဆုံးဖြည့်ရှင်းသားသေးရဲ့ Side Lane Position မိုင်းမှာလည်း Fanny Dee Mobility မြန်တဲ့အတွက်ကြောင့်တွားရောက်ပြီးတော့မြန်မြန်ဆန်ဆန် Yuri ဖြည့်ရှင်းသားအောင်မယ်ဗျာ။ကျွန်တော်ရရှိသွားတဲ့ Player တွေဖြစ်နေတဲ့အတွက်ကြောင့်ပဲကျွန်တော်နောက်ထပ်ကြံနေတဲ့ဒီ First Tower ဆိုင်လိန်နဲ့မစ်လိန်နဲ့ first tower တွေကိုတော့ platinum နဲ့တင်းပိုက်ဖို့အတွက်တလန်းလာတော့မှာဖြစ်ပါတယ်ဗျ။ဟုတ်ပါတယ်။ yuri position လေးရောလှနေနေထားသူဒါမဲ့လေးရောက်လောက်ကြားမှာတော့အရန်အင်းတော့သွားပြီးလှုပ်လို့ကောင်းမှာတော့မဟုတ်ဘူး။တော်မှလည်း AI Esport လောက်ဖြည့်ရှင်းမှုတော့တော့သူ၄ရောက်လောက်ထိပြန်ရောက်လာပြီဗျာ။ Elita damage အများကြီးလည်းထွက်နေတဲ့အနေအထားတစ်ခုဆိုတော့လေကျွန်တော်ဟိုယူ ဝင်လာပြီးသူ့သားရယ်ဆိုတော့ညာလေလွယ်တော့မလွယ်သေးဘူးဗျာဂျာကွေရှိနေတယ်ဆိုမက်တီမာလေးပတ်စစ်ကပြည့်နေတယ်အဲ့တို့ကြောင့်ပလေးပြေးဝင်အောင်မယ်ဆိုတော့ယိုရီသူ့ရဲ့စတန်တစ်ချက်နဲ့ပဲပြန်ပြီးသေဝါနိုင်နေဗျာလီဒါစီမာလုံလောက်တဲ့ဒမ်ဘစ်ပမာဏတစ်ခုတော့ထုတ်ပေးနိုင်ခဲ့ပြီဆိုတော့ဖန်နီဒီမိုဘိုလတီမြန်နေဆိုပေမဲ့လေစတန်တစ်ချက်မိသွားမယ်ဆိုရင်တော့နောက်ကဝင်လာတဲ့ဒက်ဆူနာတာတွေရက်ဆိုတီချားနေမှာသူပြန်ပြီးတော့သေဝါနိုင်တယ်ဒီခရော့ကယိုဖလီနီနိုင်လေးတော့ဖြေထားလိုက်ပြီးရဲ့ဗျာသူဖန်နီလေးကိုခဏခဏဆွဲကျင်တဲ့ပုံစံပဲပေါ့နော်ဖန်နီလေးကိုခဏခဏဆွဲဖို့တော့ကြိုးစားနေတဲ့ပုံစံပဲဒီခရော့ ကောင်းတို့လာနေတယ်ပဲ online ရဲ့ second round တတိုင်ထပ်ပြီးရအောင်မဲ့ low advantages အရာ တော့ target နှစ်တိုင်လောက်အထိပေါ့နော် online မှာတတိုင် million ရဲ့ first round ကိုလည်းရထားတယ် black consin နဲ့ပြေးဝင်တော့ချိုးတော့မယ်လေချိန်ချိုးဒီ alive လေး stand ပေးထားတယ်အိုး evolution လွဲသွားနေတယ်ပဲ black တော့ဘေးက damage ကြောင့်ပါ fan လည်းကြောင့်ပါ power line နဲ့ပဲ black ကတော့သိဆုံးသွားခဲ့ရပြီဗျာဒီနေရာမှာတော့ black ရဲ့ mistake တစ်ခုလိုပဲပြောရမလားပေါ့နော် pipeline ကနေဝင်ဖို့တည်းစူးစမ်းခဲ့တာ flicker တွေပါတုံး implosion တွေပါတုံးနေဆိုမဲ့လေတရားမှ power ခဲ့ခြင်းတော့မရှိဘူးအဲ့အတွက်ကြောင့်ပဲ the platinum နေနဲ့ကတော့ဒီဂျွန်နေနဲ့ position ဂျွန်နေနဲ့ black ကိုတော့အဆုံးတက်လိုက်တယ်ဂျန်နေသေးရဲ့ hero တွေနဲ့အတူပဲကြောဂျန်ရှိနေသေးရဲ့ lane တွေကတွားရောက်ပြီးရှိနေတဲ့ magazine တွေကိုတော့သူတို့ drop လုပ်ဖို့တည်းတော့စူးစမ်းမယ်ဗျာဒါပေမဲ့လေတော့မရရှိတာဘူးဒီတိုင်း plane တက်လာတဲ့ wave ဖြစ်နေတဲ့အတွက်ကြောင့်ပဲဒါဒီဒီရှိတွေကတော့ခဏတာတော့ရှိနေအောင် မယ်သို့မဲ့နောက်ထပ်ပေါ်လာမယ်လော့ဒီ10မိနစ်လောက်ကြံနေသေးရဲ့ဗျဘက်ဖ်တီကတော့ဒီချိန်မှာပေးရပြီကဘာလို့လဲဆိုတော့ကျော်ဒီတာဝါရပြန်ကြည့်ရမယ်ဆိုရင်မလင်းရောစိုက်လင်းနလင်းရောအကုန်လုံးအင်တာရောနေမရှိတော့ဘူး ืมဟုတ်တယ်เนาะကျွန်တော် entertainment တွေတော်တော်လေးမဒါပျောက်နေတဲ့အနေအထားတစ်ခုဆိုတော့လေ mega tournament တွေကိုပဲ diet ထိတော့မယ့်အနေအထားပြ။ AI e-sport တွေနဲ့ဒါနောက်ပိုင်းမိနစ်တွေမှာပို့ပြီးတော့ queue size တဲ့နေ Paladin ဒါ Avatar နေတော့ vision ပြန်ထောက်ဖို့တော့စူးစမ်းနေပုံစံမျိုးတော့မြင်ရတယ်။ lock up 30 second ဆိုတဲ့အတွက်ကြောင့်မလို့ long နားမှာလေ Paladin စင်းနေကျွန်တော် position ယူထားတွေ့ရသလို lock against lane မှာလေ Yuri lane pressure ပြန်ပေးဖို့စောင့်နေရမျိုးလည်းကျွန်တော်ပြန်မြင်နေရတယ်ဗျ။ Black ကတော်တော်လေးခက်ခဲတဲ့ပုံစံတစ်ခုတော့ရှိရဗျ။သူကိုယ်တိုင်ကလည်းအဲပြောရမယ်ဆိုရင်တစ်ဖက်က Novaria ကြီးပါနေရဆိုတော့ ambush ကလည်းတော်တော်လေးခက်တယ်။ကျွန်တော်တစ်ဖက်ကပြန်ကြည့်ရမယ်ဆို င်ဒီ crowd ဒီ ACC သွားပြီးတော့အဲဒီ ambush လို့ရတယ်ပေါ့နော် last ambush အတွက်ကကျွန်တော် flash ရှိမယ်ပြီးတော့နောက်ထပ်ဒီ Messi ကျွန်လာမယ်ဆိုရင်လည်းသူတို့က flicker ပေးပြီးတော့ပြန် back ကလာဆိုတော့အဲ့လောက်ထိလိုက်ပြီးတော့ position မစစ်ဘူးတစ်ဖက်မှာပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော် avatar ကဒါဒီ express express အဲ့ကို ပေးလိုက်မယ်ဆိုရင်လည်းရတယ်စတားရှစ်တာနန်းထုမယ်ဆိုရင်ရတယ်ဗျာဟိုးအဲ့တော့ဘလတ်ဆွဲကုန်ကိုထိုးသားမယ်လည်းမလွယ်သေးဘူးဗျာနောက်ထပ်တီဘရော့တောက်ချက်တစ်ကုတ်ချက်ကြားမှာဂလက်ဆီယာဟိုးအချင်းကြီးပြန်ခေတာဖတ်တယ်လေနှစ်ကောင်ဖေးတော့မယ်လည်းမတမ်းမိကနည်းနည်းလိုချက်တော့ချိန်နေရောမက်ဆီတောက်ချက်တွေလိုက်ထောင်းတဲ့ကြားမှာတော့ကီလင်စပရီးပါအလီဒါဒီခရော့ကိုပြန်ရလိုက်တယ်ဗျာဘက်တရီရောဆိုင်နေဒီဇိုင်းနဲ့ဒီဇိုင်းအလီဒါဒီဒမ်းမင်းအောက်ပို့ရှိရပို့ပြီးတော့များလာတဲ့အခါမှာဟီရိုကီးတွေတောက်ချက်ဆိုလို့ရနေရဗျာစတက်ကလည်း600ကျော်သွားပြီဒီဘက်ကအလီဒါအနေနဲ့ စီဟာဘတ်မှာထက်ပြီးတော့ပြီးွားပြီဆိုတော့ကျွန်တော်အိုင်တန်ကသွားကြည့်ရမယ်ဆိုရင်တော်တော်လေးတော့များတဲ့ပမာဏတစ်ခုပဲ Sky Piazza မလီဖစ်ရော Golden State ပြီးွားရင်နောက်ထပ်အနေနဲ့ကဒီစီဟာဘတ် Hand Strike အိုင်တန် full wide ပြားထားမှပြကြည့်ရကင်မီကအိုင်တန်တစ်ခွက်သွားလုံနေတယ်အင်းအိုင်တန်တစ်ခွက်တော့လုံနေရုံပဲဘောနကင်မီတော်မှလည်းဒါမကြတမ်းမိတ်ကတော့ကင်မီအများကြီးတော့ထွက်နေတော့မယ်ကျွန်တော် Everton အနေနဲ့လည်းသူ့စီကကျွန်တော် Speed ရတလုံးတလုံးကလည်းတော်တော်လေးနှစ်နေရမျိုးလည်းမြင်နေရတယ်ဗျ Low fight ကျွန်တော်ဒါ ့20 minute လောက်ဆိုရင်အနေထားတစ်ခုမှာတော့ကျွန် second lot လောက်တော့တတ်ကြမယ်ထွမ်းမှာလည်းအရင် e-sport အဲ့ဒါကိုတော့လိုလိုကူတော့လက်လွတ်မပေးသင့်ဘူးဗျာဟုတ်တယ်ဒီ lot သာပေးလိုက်ရမယ်ဆိုရင်တော့ကျန်ဒီရဲ့ mega tower တွေဒီတော်တော်လေးအနေများတဲ့အခြေအနေတစ်ခုပါ messi ကတော့သွေးတစ်ဝက်လောက်တကင်သွားပြီဒီပုံစံတိုင်းနဲ့သွားပြီးတော့ damage တိမ်းကလုံးမယ်ဆိုရင်သူကိုယ်တိုင်ပြန်ပြီးတော့တေသွားနိုင်တယ်ဗျာ long range damage နဲ့ leader ဒီလဲကျော် team pro သွားပြီးတော့သွေးတော့ short သားသေးတယ်သို့မဲ့ကျော် deep cross position အရ messi လိုက်ပြီးတော့စစ်စင်းနေရတဲ့ပုံစံတစ်ခုမှာ cherry duty ကတော့တကယ်ကိုအရှိန်အဟန်တွေကိုတန်းတန်းပြီးပြစ်နေရဗျာဒီလားဟုတ်တယ်သူမှလည်း stand တော့ကလည်းပါနေနေထားတစ်ခုဆိုရှေ့ကနေရဲ တင်းပစ်ထားတယ်တစ်ဖက်ကလည်းကျွန်တော်တိုက်ပြီးဝင်လာမယ်ဆိုလို့ရှိရင် profile နဲ့ license ရှိနေရဆိုတော့တော်တော်ရေရေတင်းပစ်နေရမျိုးလည်းမြင်ရတယ်ဗျာအဲ log against lane မှာတော့ jury သွားပြီး pressure ပေးရတဲ့အတူပဲ low sub try ဖို့တော့ paladin စပြီးတော့ပဲသွေး shot နေပြီဗျာတေမလို့ပဲကျွန်တော် oh my genie တော်တော်လေးသွေးတော့ကိုင်းသွားခဲ့တာကျွန်တော် lorna ကို cut ဖို့အတွက်ကတော့တော်တော်လေးခက်ခဲသွားပြီဒါမဲ့လည်းတစ်ဖက်မှာ black နေနေတော့ cut ချင်တဲ့ပုံစံလေးတော့အရေးအောင်တွေ့ရတယ်ဗျာဒီ call အဖမက်စီပါတုံးပြီးတော့ပဲဖြစ်ဖြွင့်မိတာဆိုတော့လောကတော့ဒီအိုင်းမဲ give up လိုက်ရတယ်ကျွန်တော်လောနဲ့တက်လာတဲ့ wave ကိုပဲ AI sport defensive လောက်ရပါတော့မယ်ဗျာကဲ ဖလာရင်နေတော့ long နဲ့အတူ advantages ဘယ်လောက်ထိယူနိုင်မလဲ throw ထိအများရောက်သွားနိုင်မလားတော့ပြန်ကြည့်ရမယ်။အရင် e4 အနေနဲ့လည်းဒါ ဖလက်မှာတကယ်တမ်းကြည့်ရမယ်ဆိုလို့ရှိရင်တော့ဖလစ်ကာတွေရောပြီးဆိုရင်အင်မိုဒယ်ရောရှိရတဲ့အတွက်ကြောင့်မလို့အများအဲ့ရောလုံးဝတွေလုံးလို့ရနေတော့မယ်။မှန်တယ်။ဘာမှလည်းပြန်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီ cross two မှာလည်းဖလစ်ကပြန်ပေါ်လာပြီဆိုတော့ဒါ editor နှစ်ကောင်ရဲ့ဖလစ်ကာအပြိုင်မှုတွေလည်းကျွန်တော်များမဲ့ battle တစ်ခုလို့ပြောရမယ်ဗျာ။ damage dealer avada နဲ့ cherry judy က purify နဲ့ဆိုတော့ evolution သုံးဖို့အတွက်ကတော်တော်လေးခက်တယ်။ကျွန်တော်ကျန်တဲ့ကောင်တွေပါလာမယ်ဆိုရင်လည်းသူတို့ဘက်ကနေပြီးတော့ဖြတ်ဖို့အတွက် damage ကအများကြီးပေးရမှာဒီချိန်မှာ consume ဟုတ်ပြီးတော့ဒီ cross ဘယ်သူဆွဲဖို့လဲကြိုးစားနေရလဲကျွန်တော်နောက်မှပြန်ပြီးတော့ black နည်းနည်းလေး position ကျွန်လာတယ်။ import ရှိရတဲ့အတွက်ကြောင့် melee ရောစောင့်နေရဗျာ။ဒီ cross ပြေးဖို့ဝါ pipeline မှာ left 5 page နေနာသေးရဲ့ flash ကိုမလဲအကောင်းဆုံး defensive ပြန်လှုပ်ထားတဲ့ခိုင်းတဲ့တစ်ခုမှာမလိမ့်မှရှိနေတယ်ဘက်ကတော့တလုံးတော့ platin သိမ့်လိုက်လို့သွားခဲ့ပြီဖြစ်ပါတယ်။ဖိမ့်မှလည်းမကထန်းတလုံးနှလုံးဒီမှာသိမ့်ပိုက်နေနေပဲယူရီနောက်တော့ပြန်ပတ်ထားတယ်ဒါမှမင်းစီ damage taken ပြန်လှုပ်ပေးနေတဲ့အနေအထားတစ်ခုပြန် lot of piece of white ဆိုတဲ့အတွက်ကြောင့်မလို့တော့ အရင်ကတက်ဖို့တော့ဖလာရင်လည်းမဟုတ်ဘူးနောက်လေးဝယ်မန်ရှော့ပြီးပြန်ပတ်ထားသေးတယ်ဗျာဒါမဲ့လည်းတက်ပါလေကျွန်တော်မဂတောင်မှာနှလုံးလောက်ထိသူတို့ရရှိွားခဲ့တယ်အောင်လမ်းမှာတက်လာတဲ့စူပါမီနီယိုဝေ့ဗ်တစ်ခုနဲ့သူတို့ပုတ်ချင်လဲပုတ်လို့တော့ရမယ်ပေါ့နော်တို့ဝင်မယ်လေကျွန်တော်အလံဝေးတဲ့ဒမ်မစ်တွေကိုတော့ AI ကောနေသတိထားရမယ်ဗျာအဘာဒါနဲ့ Cherry Duty ဒါသွားပြီးကိုမိုမီနေမယ်ဆိုရင်တော့ Oh my Jenny ကိုဘာလို့ကပက်စစ်တက်ဖို့တော့တစ်ခုနာတဲ့ပမာဏတစ်ခုဗျာဟိုဒီ cross ဘေးဝင်လာပြီးနှစ်ကောင်ဖတ်တယ်လဲပေးလိုက်တဲ့ damage အများကြီးဝင်သွားခြင်းတစ်ခုမှာတော့ Oh my Jenny ထပ်ပြီးတော့ကြတယ်ဒီမှာလေ 4VS တောင်းချောင်းဒီမိုဒယ်ဖုန်းနေဖို့ကြိုးစားမယ်နောက်က damage output လေးများတယ်ဒီမှာ ူဒီရှက်တောင်းခင်အလီတော်ဝထရတယ်တပဲနောက်တစ်ချီချူဒီပြတ်ချားမှာတော့၃ဟောင်းလောက်ဒီမှာမောက်သွားနေရင်းနဲ့ပဲ EA Sport တစ်ဖက်ကိုလွယ်ပါမလားဒီနေရာမှာတော့ Naruki ပြန်ပြီးတော့ Black နဲ့ကားမယ်တန်းရှင်ပြန်သုံးတာလေ Cree လောကပြေးရှင်းဖို့အတွက်ကြိုးစားနေတဲ့အချိန်လေးတခုမှ Finally ပေးပြီးတော့ Black Silver Hair မှာပြန်တော့ Fair Guard အားဖြင့်ဆိုမလဲ Cherry Judy သုံးသက်ချက်နဲ့အတူ K number 2 Blood ရဲ့အနိုင်ရရှိဝိုင်းနဲ့ပဲ2-0ဆိုရရတဲ့ခုနဲ့ EA Sport ရှောင်းနေလို့တော့အခဲကြီးပဲဖြစ်ပါတယ်